Hello အားလုံးမင်္ဂလာပါ Good Football Channel နဲ့အားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာကဲကျွန်တော်ဒီနေ့ဒုတိယညပေါ့နော်နိုင်ငံပွဲဒုတိယညဖြစ်ပါတယ်မနေ့ကပထမညမှာတော့မန်မာရီတပွဲစာပေါင်းပြပါတယ် Free ညီကိုရီကတော့ဒါ Hungary ကိုမပေါ်သွားတဲ့အတွက်ဒါအထိခိုက်သွားတယ်ပေါ့နော် Hungary ကဂိုးပေါ်မယ်ဆိုမန်မာရီလည်း all win ဖြစ်မယ်ဗျာ ဖီးညိုကိုလည်းအဆင်ပြေမယ်เนาะအဲ့လိုမျိုးလေးရှိတယ်ဒါပေမဲ့ကျွန်တော်ကန်ဆိုးသွားတယ်ပေါ့เนาะအဲ one spec အဲကျွန်တော် mount mount ပေါက်တယ်ပေါ့เนาะအဲ့တော့ mount mount လေးတော့ပေါက်ပါတယ်အဲကဲကျွန်တော်ဒီနေ့6ပွဲပဲရှိရင်ဒီနေ့อ่ะเนาะ6ပွဲရှိရင်မနေ့ကပွဲတွေကျွန်တော်ကြည့်ရခါမှာဆိုရင်တော့ဂိုးအောက်တွေများတယ်ဂိုးပေါ်တာဆိုလို့ကျွန်တော်ပြင်တစ်ဆုံးပေါ်ရသွားမယ်နော်ဝေး body အောက်နဲ့ဂိုးပေါ်နော်ဝေးဂိုးပေါ်အဲ့တော့နှစ်ပွဲလောက်ပဲဂိုးပေါ်တယ်ပြီးတော့အင်ရှင်အတင်းတော်တော်များများကြီးအောင်တယ်မနေ့ကအင်္ဂလန်အောင်သွားတယ် အန်ဒိုရာအောင်နဲ့အိုင်ယာလန်အောင်နဲ့ပြင်တစ်အောင်နဲ့အဲနောက်တစ်ခုအာမေးနီးယားအောင်နဲ့နော်အဲ့တော့ကြာတာဆိုလို့အလားပကြံနဲ့နော်ဝေးလောက်ပဲအင်ရှင်တွေကကြာတယ်အဲ့တော့မနေ့ကအဝေးအသင်းတွေကြီးကြတာများတယ်ဂိုးပေါင်းတွေအောက်တာများဒီနေ့မှာတော့အဝေးအသင်းတွေကိုအဲ sorry အဝေးအသင်းတွေကြီးအောင်နိုင်ကြီးများတယ်ဂိုးပေါင်းအပေါ်လေးတွေမြားနိုင်ကြီးအဲ့တော့6ပွဲဆိုတော့4ပွဲလောက်ကအဝေးအသင်းအောင်နိုင်ကြီးများပြီးတော့အဲ၄ပွဲလောက်ဂိုးပေါ်လာနိုင်ကြီးတော့ရှိရပါတော့ဒီလိုမျိုးလေးတွေတော့ရှိပါတယ် ါမဲ့ဒါကတော့ကျွန်တော် flow ရပြောပြတာပေါ့နော်တခါကြတော့လည်းနှင်းရက်ဆက်အပေါ်ဒီဆိုလည်းအပေါ်ဒီသွားတယ်အောက်ဒီဆိုလည်းအောက်ဒီသွားတယ်အဲ့လိုမျိုးလေးလည်းရှိတယ်ဟိုရန်ဖန်ရန်ခါတော့ရှိတတ်တယ်ပုံမှန်ဆိုရင်တော့တရက်ပေါ်ရင်တရက်အောက်တယ်အဲဒီလိုပုံစံသွားတာပေါ့နော်ခဲတော့ကျွန်တော်ဒီနေ့7တနင်္ဂနွေခွဲရနေစပြီးတော့ပြောကြရအောင်ဖင်လန်နဲ့မော်တာပေါ့နော်လက်ရှိမှာဖင်လန်ကတလုံး60ရှုံနှလုံး85ပြားရှုံ စားတဲ့ခြင်းနဲ့ကြည့်မယ်ဆိုတော့ခြေတန်းကတော်တော်လေးနှူးသွားတာတွေ့ရနှလုံး59၊သုံးလုံး59နိုင်ကနေပြီးတော့တလုံး60ချုံ60ချုံတော့ဖြစ်သွားတယ်နှလုံး85ပြားချုံဖြစ်သွားတော့လုံလိုက်ကြီးပြုတ်ကျလာတယ်ဗောနော body ရောကိုပေါင်းကြီးလုံလိုက်ပြုတ်ကျလာတယ်။အော်ဒီအနေထားမှာကျွန်တော်တို့အမတ်လိုအပ်ချက်ပါညာကျွန်တော်တစ်ချက်ကြည့်ရခါမှာဖင်လန်ကတော့အဲတင်ရှားနီးရပြောမယ်ဆိုရင်တော့နည်းနည်းလေးချန့်ရှိသေးတယ်ဗောနော်ချန့်နည်းနည်းရှိသေးတယ်တစ်ဖက်ကဒီနေ့မှာပိုလန်က ဒီ Netherland ကိုတွေ့နေတဲ့အချိန်မှာ Finland အနေနဲ့ဒါချန့်ချိတယ်ဒါပေမဲ့သူတို့ဒီ go different တစ်ချက်လိုအပ်ချက်ရှိနေသေးတယ်အဲ့တော့ go different အရာကတော့ကျွန်တော်တို့ Finland ဒီ Poland ကိုကြော်ဖို့တော့မသိမ်နည်းနည်းခက်တယ်ဒါပေမဲ့ Poland ဒီပွဲကြံနှစ်ပွဲကြံအဲ့နှစ်ပွဲစလုံးရှုံးသွားမယ်ဒီနေ့ Finland ကလည်းအဲ go ပြက်ထားပါတော့၄ go ၅ go ပြက်လောက်နိုင်မယ် ပိုလန်ကလည်းတစ်ဖက်မှာနှစ်ပွဲရှုံးတဲ့အခါမှာဂူပြက်လီ၃ဂိုးစီတောင်ရှုံးမယ်ဆိုတော့ဒါဖြစ်နိုင်နေချေဒါတင်ချာနီးရဒါပေမဲ့အဲ့လိုကြီးဖြစ်သွားမှုဆိုတာလည်းနည်းနည်းလေးခက်တယ်ပေါ့နော်အဲ့တော့ဖင်လန်နီးနဲ့လက်ရှိမှာဇုံလိုက်ကြီးကြေကြလာခြေစစ်ပွဲအောင်မှုကလည်းဒီပိုလန်အပေါ်မှာပဲမှုတည်နေတာဆိုတော့သူတို့အနေနဲ့ကဒါသူများပေါ်မိခိုနေရအလုပ်ကဘာလုံးဝမကောင်းဘူးလေနော်အဲ့တော့ကိုကိုနိုင်ဘလောက်ပဲကြိုးစားကြိုးစားသူများအောင်မိခိုနေရဘာမှမကောင်းအဲ့တော့ဒီအနေထားမှာကျွန်တော်ဖင်လန်ကိုနေတင်လား ဒါမှမဟုတ်ကိုပေါင်းအောက်ကိုယူတင်လာဒုံလိုက်ကြဝိုင်းအနေထားမှာတော့ body အောက်နဲ့ကိုအောက်တစ်ခုခုပြီးတော့ဒီနေ့က7တနိုင်ခွဲအစောဆုံးတပွဲထုတ်တာဖြစ်တဲ့အတွက်အောက်တစ်ချောင်းတော့ဝင်နိုင်ပြီများတယ်အစောဆုံးပွဲလေးဒီအောက်တစ်ချောင်းဝင်လေးရှိတယ်ဆိုတော့လည်းခဏခဏကျွန်တော်ပြောပူးတယ်အဲ့တော့ဒီနေ့တားမှာကျွန်တော်က body ကိုနည်းနည်းလေးစိတ်မချောင်ဖင်လန်တကယ်လို့ဟိုတကယ်ကန်သွားမယ်လို့နှလုံးလောက်က AC ပြက်တယ်ဗောနော်အော်အိမ်ခွင်းမှာလည်းဖြစ်နေတယ်နှလုံးလောက်ကတော့ AC ပြက်အောင်သူကန်နိုင်တဲ့အနေအထားသူ့မှာရှိတယ်အော်ဒီနေ့ကကျွန်တော်တို့ ကိုမောင်းအောက်လေးရပို့ပြီးတော့ဆိတ်ဆိုင်မော်တာကိုရဖို့နည်းနည်းလေးခက်မယ်လို့ကျွန်တော်ယူဆလက်ရှိမှာမော်တာ6ပွဲကံပြီးရဲ့အနေထားမှာလည်းတကိုးပဲရထားတယ်16ကိုးထိပေးထားတဲ့အနေထားဆိုတော့အဲ့တော့ဘိုဒင်းစကို yes ဖြစ်ဖို့ကလည်းအချင်းအဲနည်းတယ် chance နည်းတယ်ပေါ့နော်အော်ဒီနေ့မှာကျွန်တော်ဒီဖင်လန်နည်းနိုင်သွားခဲ့ရင် 1C 2C အဲ 3D ဖြစ်ဖို့တော့နည်းနည်းလေးခက်မယ်လို့ယူဆတယ်။ဘာကြောင့်လဲဆိုတော့ body ခြေတန်းရောကိုပေါင်းခြေတန်းရောပြုတ်ကျလာတာဖြစ်တဲ့အတွက် 3D တိရောက်ဖို့ခက်လိမ့်မယ်လို့ကျွန်တော်ယူဆတဲ့အတွက် go out လေးကိုပဲကျွန်တော်ရွေးချယ်ပေးခြင်းနဲ့ပေါ့နော်။အမဖြစ်မနေ body ကိုရွေးချယ်ပေးပါဆိုရင်တော့အဖင်လန်2 3လောက်တော့ကျွန်တော်မှန်းတယ်နော်2 3လောက်မှန်းတယ်လို့ကျွန်တော်ဖင်လန်ကိုတော့ကြိုက်တယ်ဘော်ဒီမှာဆိုတော့ကျွန်တော်ဖင်လန်ကိုကြိုက်တယ် ဖင်လန်2စီအဲ1စီ1စီဆိုတော့ကျွန်တော်ပြ90 60လောက်ရင်းရလိမ့်မယ်နော်အဲ2ချက်ကွက်ကဒီကစားကွက်က2ချက်ကွက်ကနည်းနည်းအန်ဒီအများကြီးပွဲอ่ะအဲ့တော့ကျွန်တော်9ရောက်လေးကပို့ပြီးတော့ဆက်ချရလိမ့်မယ်လို့ယူဆတယ်အဲဖင်လန်ဘော်ဒီဆိုရင်တော့မောင်းနေလောက်ပဲဆော့ဖို့အကြံပေးခြင်းတယ်ပေါ့နော်အဲ့တော့နောက်ပွဲကကျွန်တော်တို့ခရိုရှားနဲ့ဖာရိုအိုင်စလန်ခရိုရှားနှလုံး85ပြားရှုံး3လုံး60ရှုံးဒီကြီးပွဲကကြတော့နည်းနည်းလေးကြီးတက်လာတယ်စတဲ့ကြီးကနှလုံး60ဝင်းကျင်50ဝင်းကျင်လောက်ပေးတယ်ကိုပေါင်းကြီး3လုံး တေးလောက်ပေးထားတယ်เนาะအဲဒါပြန်လက်ရှိမှာတော့ body ခြေတန်းရောကိုပေါင်းခြေတန်းရောဒါပြား30ဝင်းကျင်စီလောက်ဒီဒါကြီးတက်လာအဓိကတက်လာတော့ကိုပေါင်းကြီးပေါ့တော်လုံးတေးရတယ်တော်လုံး90ရှုံးဆိုတာကိုပေါင်းကြီးတိတာတက်လာအော်ကိုပေါင်းကြီးတိတာတက်လာတဲ့အနေထားမှာကျွန်တော်တို့ body school yes ဖြစ်နိုင်လို့လားပေါ့เนาะအဲ့ဒါတော့ပြန်ကြည့်ရော body school yes ကလည်း2.5တောင်ရောထား2.5လေဒါမဖြစ်နိုင်တဲ့အနေထားပါเนาะ body school yes ဖြစ်ဖို့ခက်တယ်ဆိုရင်ဂျီနန်မျိုးကိုပေးထားတဲ့အနေအဲ့တော့ ခရိုရှားတဲ့တစ်ဖက်တည်းကပဲ၃လုံးတွင်းမှာလား၄လုံးတွင်းမှာလားဒါကိုပဲကျွန်တော်ကြည့်ရမယ်အနေထားပုံစံဖြစ်နေ။အခုခရိုရှား၃ခုတွင်းနိုင်လားပေါ့နော်။လက်ရှိမှာသူတို့နှစ်တင်းပထမကြော့ဒီ Four Island မှာကန်တော့ခရိုရှားအနေနဲ့၂လုံး30နိုင်နှလုံး50နိုင်ဒီဘက်ချလည်းပြီးရယ် Goal ရင်၃၅ပြားနိုင်ပဲပြီးခဲ့တယ်။ဝမ်တီနဲ့ပဲနိုင်တယ်အောက်ဆုံးဝင်သွားတယ်။အော်ဒီနေ့မှာလည်းဒါအဝေးကွင်းမှာနှလုံး50နိုင်ကြီးဝင်ရိုးပြီးခဲ့မယ်ဆိုရင်အိမ်ကွင်းမှာနှလုံး50ရှုံးလာတာကြီးတရာဟာက မှန်နေကိုပေါင်းကြီးကတော့ပထမအကြွမှာတော့355ပြားနဲ့လက်ရှိမှာ350ရှုံးဒီမှာကိုပေါင်းကြီးတီးတာကြီး change chess ဖြစ်နေတယ်ဗောနော်ကိုပေါင်းကြီးတီးတာကြီးပြင်းနေတော့ကျွန်တော်ယူဆလို့ရတယ်ဒါပေမဲ့ဘော်ဒီကြီးနဲ့ကိုပေါင်းကြီးနဲ့ဒါကက်လျက်လှင်းသားမယ်ဆိုတော့ဒါအရင်ကြီးတော့ဒါပြင်းနေလို့ပြောလို့မရပြန်ဘာလို့ဘော်ဒီနှလုံး80ရှုံးဆိုတော့၃လုံး၃လုံးနှလုံးရှုံး၃လုံးပြည့်နိုင်ဒီဘားမှာကိုပေါင်းကြီးက၃လုံး50ရှုံးပဲရှိရဒါကြောင့်ကိုပေါင်းနဲ့ဘော်ဒီကြီးကတားလာတာတိတ်မဖြစ်တော့ဘူးဗောနော်အဲ့တော့ဒီပွဲက အဲခရိယာနီနေကကျွန်တော်လက်ရှိမှာဆိုရင်အမတ်အမတ်ပြီးသားမှာဆိုဆင့်တက်မှာအောက်ကချက်နဲ့သူကသုံးမက်กว่าတယ်သူကတပွဲရော့လေကစားထားတယ်သုံးမက်လေတာနင်းနေတယ်မှာခရိယာနီနေကတော့အုပ်စုဘူနဲ့ချစ်စစ်ပွဲအောင်မှုရခိုင်သူများတယ်သူဒီနေ့မှာနိုင်သွားခဲ့မယ်ဆိုရင်တော့ပို့ပြီးတော့ထိတ်ချသွားပြီပေါ့နော်အဲသူနိုင်သွားပြီဆိုတော့ချစ်စစ်ပွဲအောင်မှုရခိုင်သူတော်တော်လေးအများပါကြီးအောင်သွားနိုင်ကြီးလေးအများပါကြီးအောင်အောင်မှုလည်း ဘယ်လိုပြောမလဲအောင်မီလို့တော့ပြောလို့မရတယ်ဘာလို့တပွဲကြံနေရအောင်နော်။ तू ကတပွဲကြံနေချက်ကလည်းတပွဲကြံနေဘာမှဆိုတော့ဖြစ်သွားနိုင်နေ။ဒါပေမဲ့ goal different ရပါညာအမှတ်တူလို့ goal different ပါညာကြည့်မယ်ဆိုတော့လေခရိရှားကတာတာဆိုတော့ရခိုင်သွားအပြည့်ကြည့်မယ်ဆို90ရခိုင်သွားကလုံးဝတည်ကြနေပေါ့နော်။အော်ခရိရှားက तू ကနိုင်နာနဲ့ ချီစပွဲအောင်ပြီသူအနေနဲ့ကဝမ်းစီလောက်နိုင်လဲသူကတရားမတ်သုံးမဲ့လေးရမယ်အဲ့လိုဆိုတော့ဘယ်လိုပြောရမလဲဒီပွဲကနည်းနည်းလေးအန်ဒီတော့များတယ်ပေါ့နော် and follow island ကနောက်ပိုင်းမှာတော့နည်းနည်းလေးခြေသွန်းလေးမဆိုးလာတာကိုတော့ကျွန်တော်သတိထားရမယ်ပထမကြော့မှာလဲခရီးချောက်ဝမ်းစီလောက်နဲ့ပဲကတ်ရှုံးတာဆိုတော့နည်းနည်းလေးတော့ဒါခြေသွန်းကောင်းတယ်လို့ပြောလို့ရတယ် follow island နောက်ဆုံးပွဲထဲမှာချက်ကိုတော့2-1နဲ့သူတို့အင်္ဂလိပ်မှာအနိုင်ကလာထားတာဆိုတော့ခြေသွန်းမဆိုးတော့တွေ့ရတယ်ပေါ့နော် ။အော်ဒီနေ့မှာအဝေးကွင်းဖောင်ကိုကျွန်တော်ကြည့်မယ်။ Power Power Island အဝေးကွင်းဖောင်ကိုကြည့်မယ်ဆိုရင် G Protector တို့နောက်ဆုံးမှာဝမ်းကျင်သူတို့နိုင်နေ။အဲ့ရှေ့မှာတော့သူတို့ဒါနိုင်ပွဲမရတော့လေးပွဲဆက်သူတို့ရှုံးထားအောင်ကျွန်တော်တွေ့နေရတယ်ပေါ့နော်။ချက်ကိုအဝေးကွင်းမှာတူးဟဲ့အဲ့မဲ့ချက်၃ကလည်းဒီဘယ်လိုပြောမလဲ။ Power Island ကိုနှလုံး90ရှုံးပဲပြီးခဲ့တာကြာနော်။အဲ့တော့ချက်၃ကလည်းအဲ့လောက်ပြီးတာဆိုတော့ပြောမယ်ဆိုရင် อืมခဏရနော်ချက်တော့နှလုံး90ချုံပြီးတဲ့ဆိုရင်တော့လက်ရှိခရိုအေးရှားပြီးတဲ့နှလုံး90ချုံ80ချုံကြီးနဲ့နှုတ်တယ်ဗျချက်ကကမ္ဘာရန်ကီးမှာလေးလက်တက်မှာအောင်ရှိရလေခရိုအေးရှား90 1 2တန်းဝင်နေအတင်းပေါ့နော်အော်ဝမ်လူတန်ဝင်နေတဲ့အဟိုအဆင့်40လောက်ကအတင်းကိုအတင်းကပေးတဲ့ကြည်တန်းပုံစံမျိုးပဲပေးနေရဆိုတော့ဒီနေ့ခရိုအေးရှားကြီးပေးတာနုတယ်ဗျာနော်ကျွန်တော်ခုမှသတိထားမိ။ Okay အဲ့တော့ဒီပွဲခရိုအေးရှားကြီးအောင်မခတ်လောက်တယ်လက်ရှိမှာ Four Island ကြီးတက်လာအဲရှီလန်တက်လာလည်း မြင်နေရတယ်ခြေတန်းရကြည့်မယ်ဆိုလည်းအိမ်ဝင်းအဝေးဝင်းပထမကြော့ရလက်ရခြေတန်းရကြည့်မယ်ဆိုရင်မှန်ကန်မှုရှိရဆိုပေမဲ့ ranking ရကြည့်မယ်ဆိုရင်ချက်တွန်းအတော့မှဒီလောက်ပဲပြီးတာဆိုတော့ဒီချက်ပိုပြင်းလို့ရတယ်၃လုံးအပြည့်နိုင်တော့မှ၃လုံး50နိုင်60နိုင်လောက်ထိဟိုခရိုရှားအနေနဲ့ပေးလို့ရ ranking ရကြည့်မယ်ဆိုတော့အဲ့တော့ဒီဘက်မှာကျွန်တော်အောက်တင်းဒီ false island ပဲကြိုက်ပါတယ်အဲ goal ပေါင်းကတော့ကျွန်တော် false island ဒီ bowling score yes မှာဆိုရင်တော့နော်ဒီဘယ်လိုပြောမလဲ ်ဟို노ဆိုရယ်노ဖြစ်ပေါ်ရခိုင်လို့များတဲ့ဂျီတန်းကိုဖွင့်လာရဆိုမယ်ဖောက်အိုင်လန်တကူရသွားလိမ့်မယ်ကျွန်တော်ယူဆတယ်တကယ်လို့ဖောက်အိုင်လန်ကတကူရမယ်ဆိုရင်ခရိုရှားအနေနဲ့ကလည်းတွဲမှာပဲအဲ့တော့3-1နေပိုင်ရဖြစ်မယ်ဆိုဂိုးပေါင်းပေါ်ကတက်လာနိုင်ကြီးတော့ရှိတယ်ပေါ့နော်လက်ရှိမှာဂိုးပေါင်းကြီးကလည်းတီးတန်တားကြီးပြင်းလာရဲဆိုတော့ကျွန်တော်ဂိုးပေါ်လည်းကြိုက်တယ် ဒီပွဲကိုနော်အဲ့အောက်အတင်းဒီအဝေးအတင်းဖြစ်တဲ့ Foul Island Body နဲ့ဂူပေါ်လေးကျွန်တော်တွေ့ပြီးကျင်အစတော့ကျွန်တော် Foul Island Body ဒီကြောင်းမှာကြိုက်ထားတယ်ဂူပေါင်းပေါ်အရင်ကြီးအဲဘယ်လိုကြောင်းလဲနည်းနည်းလေးမကြိုက်ဘူးပေါ့နော်မနေ့ကကျွန်တော်ကြည့်တော့ 3D ပဲရှိတာ哦 3D တည်းရှေ့က250နဲ့ 3D ဆိုတော့အရင်ကက်လွန်းနေပေါ့နော်အဲ့တော့ဂူပေါင်းကြီးထိတဲ့ပိုပြင်းလာတော့ပိုကောင်းတာအခုဆို 3D-60 လောက်ဖြစ်လာပြီဆိုတော့နော်အော်ဂူပေါင်းကြီး 3D-80 လို့၃လုံးအပြည့်ရှုံ၄လုံးအပြည့်နိုင်ဆိုတော့ပိုကောင်းနေနော်အဲ့တော့ကျွန်တော်လက်ရှိမှာ Foul Island နဲ့ ဂူပေါ်လေးတွဲပေးခြင်းပါလေပထမအကြော့အောက်ဆုံးဝင်လာတာဖြစ်တဲ့ဒီဒီဒုတိယအကြော့မှာတော့အပေါ်တစ်ချောင်းလာမယ်လို့ယူဆအဲ့အပေါ်ကိုကျွန်တော်ကြီးပူပြင်းလာတဲ့ဂူပေါင်းအပေါ်လေးရွေးချယ်ထားဖြစ်ပါတယ်အော်နောက်တစ်ပွဲကတော့ Gibraltar နဲ့ Monini ကိုဒီနှစ်တင်းကတော့အင်ဖြစ်နှစ်တင်းဖြစ်သွားပြီ။ဟိုဘာမှဟိုနိုင်နိုင်ရှုံးရှုံးဘာမှ impact မရှိတော့ဘူးပေါ့နော်။အဲ့တော့ဒီနှစ်တင်းကလှိမ့်လို့ကိုလို့ကံမလား။ဟိုအပျော်လို့အပျော်လို့လို့ဘာလို့လို့ညာလို့လို့အပြင်းပြေပဲကံမလား။ဒါဒီပွဲကတော့ဒီဒီပွဲကတော့ရှောင်းတာကောင်းတယ်။ဟိုပြောပွဲရှိလို့လားကျွန်တော်ထည့်ပြောပြရပါတော့။ဒီပွဲကတော့ ရှောင်းလာကောင်းတယ်မော်ဒီနီကိုကလက်ရှိမှာနှလုံး80နိုင်၃လုံး60နိုင်အဲ့တော့နှလုံး80နိုင်၃လုံး60နိုင်ဘလူးမောက်တားစားတာမဖြစ်ဘူးအဲ့တော့ဒီပွဲကကျွန်တော်ကဒီဂျီဘရော်တာလဲအင်ကွင်းမှာဂိုးရမလားပေါ့နော်ဒီဒီချက်လေးကျွန်တော်စဉ်းစားပြီးတော့နှစ်သင်းစလုံးကချင်းသေးပွဲမောင်မာချင်းတူတူဒါ ဟို open play ကလာကြမယ်ဗျာဘာမှထိန်းသိမ်းနေမရှိတော့ဘူးကိုရရင်ပိတ်ကလာမှာလို့ဘာဒီလိုမျိုးချက်လက်တွေသူတို့မှဘာမှမရှိဘူးအော်ဒီပွဲကိုဒီတောင်းလုံး60နိုင် body ကျင်းတော့ကျွန်တော်မကြိုက်ဘူးเนาะ body ကိုမကြိုက်ကျွန်တော်ဂူပေါင်းအပေါ်လေးပဲကြိုက်တယ်ဒီပွဲကိုတောင်းလုံးတော့လို့ရောက်မယ်ထင်တာ1 2 2 1ဘယ်လင်းက1 2ဖြစ်မလဲတော့မပြောတတ်ဘူးเนาะအဲ့တော့ကျွန်တော်ဒီ monini group ပွဲစဉ်တော့ဂူပေါင်းအပေါ်လေးပဲရွေးချယ်ပေးလိုက်ပါမယ် body ကိုတော့မကြိုက်ဘူး monini group လည်းမကြိုက်ဘူး gibraltar လည်းမကြိုက်ဘူးเนาะ နောက်တစ်ပွဲလူစင်ဘက်နဲ့ဂျာမနီဂျာမနီကနှလုံးကို80 80ရှုံးတောင်းလုံး85ပြားရှုံးဘူတော့ဘော်ဒီရောကိုပေါင်းနှစ်ခုလုံးကြာပါရဲ့ဗောနော်မနက်ကမနက်ကတောင်းလုံးကို90နိုင်လောက်ရှိတယ်တောင်းလုံး90နိုင်၄လုံး85လုံး85ကနေတောင်းလုံး85ရှုံးကိုကြာတယ်အဲ350နိုင်ကလည်းနှလုံး85 80ဆိုတော့เนาะတော်တော်လေးတော့ ဟိုခြေတန်းရဒီညမာခြေရကြည့်မယ်ဆိုတော့တော်တော်လေးပြားလေးကြာသွားတယ်ပေါ့ဗျာဒါပေမဲ့ဒီခြေဝင်ရိုးရကြည့်မယ်ဆိုတော့နှလုံးအရှုံးနဲ့ဒါသုံးလုံးအရှုံးဆိုတော့အရင်ခြေဝင်ရိုးအရာဆိုတော့အရင်မသိတာဘူးပေါ့နော်2.5နဲ့3.5ပေါ့နော်အဲ့တော့ဒီအနေထားမှာကျွန်တော်တို့ဂျာမနီကျမ်းမလားဒီဂျာမနီကျမ်းမရမယ်ပေါ့နော်ကျမ်းမရမ်းမသူတို့ခြေတပွဲအောင်ပေါ်ကစိတ်ချနောက်ပွဲကသူတို့ပထမကြွတ်မှနိုင်ခဲ့တဲ့ဆလိုဘက်ကီးကသူတို့အင်ကွင်းမှာအိတ်ခံရမယ်လက်ရှိမှာဆလိုဘက်ကီးကတစ်ဖက်ကညောက်အိုင်လန်နဲ့ကင်ရမယ်အဲ့ လက်ရှိဂျာမနီနဲ့ဆလိုဗက်ကီးယားဒီကိုမန်နဲ့ရမတ်တူပြီးတော့အဆင့်တင်းတဲ့နှစ်ဒါဂိုဒီဖရန့်ရဂျာမနီကထိတ်မှရောက်နေအဲ့တော့ဒီနေ့မှာဂျာမနီကဒီလူစင်ဘက်ကိုအင်ဖြစ်အတင်းလူစင်ဘက်ကို9ပြက်ချီပြက်လောက်တွင်းထားမယ်ဆိုသူနောက်ဆုံးပွဲစဉ်မှာဆလိုဗက်ကီးယားကိုတေးလောက်ကလာရင်သူတို့ EC ဘန်နိုင်ကြမလို့တေးလောက်ကလာယူဂိုဒီဖရန့်သူတို့ဘူဆွဲသွားလို့ရတယ်ဒီနေ့မှာဆလိုဗက်ကီးယားကလည်းမြောက်အန်ရန်လန်ကိုနိုင်ဖို့ကနည်းနည်းလေးခက်တယ်မြောက်အန်ရန်လန်ဟိုကားနဲ့ဖောင်မစိုးတာကိုတွေ့နေရတယ်ဗောနော်အဲ့တော့ ဆလိုဗကီးယားအနေနဲ့ကလည်းဒါမြောက်အလန်ကိုနိုင်ခဲ့မယ်ဒီနေ့ဂျာမနီကလည်းနိုင်ခဲ့မယ်နောက်ဆုံးပွဲစဉ်ဂျာမနီရဲ့ဆလိုဗကီးယားနေဖိုင်နယ်တပွဲလို့မျိုးသူတို့ကစားလိမ့်မယ်ဒါမှလည်းဂျာမနီဒီသူတို့အင်္ဂလန်မှာကစားမယ်အားတချက်တော့ရှိတယ်ပေါ့နော်အော်ဒီနေ့တော့မှကျွန်တော်ဂျာမနီ၃ဂိုးပြတ်ပါမလားဒီနေ့ဒီနေ့၃ဂိုးပြတ်မှကြေးအောင်မယ်မနေ့ကနော်ဝေးဒီလိုခက်ပြင်းပြင်းကြေးကြေးကြတယ်အီတလီကြေးကြတယ်နော်အဲပြင်တဲ့ကဒီကောင်နေလောက်မပြင်ဘူးပြင်တဲ့အင်္ဂလန်ဒီကောင်နေလောက်မပြင်တဲ့ပြင်တဲ့အင်္ဂလန်ချင်းနေနေပြောတဲ့ကောင်နေနေအောင်သွားရေပေါ့နော် တော့ဒီနေ့တော့ကြေးပြင်းနေတာဆိုလို့ဒါဂျာမနီတပွဲပဲပါတယ်ဒီခရိုအေးရှားလို့ပါလို့ဆိုတော့အဲ့လောက်ဒီပြင်းတာမို့နှလုံးရှုံးစေရတယ်เนาะအဲကျွန်တော်ကဒီပွဲမှာဂျာမနီအဝေးကွင်းကနေနှလုံးအရှုံးပေါ့เนาะတောင်းလုံးမှာအပြည့်နိုင်မကြည်တန်းကိုကျွန်တော်ဂျာမနီပဲကြိုက်တယ်ဂျာမနီဒီနေ့ကံမရမယ်ပေါ့ကင်မစ်တော့မပါဘူးပေါ့နော်ကင်မစ်တန်ရာကြောင့်ဒါနှုတ်ထွက်သွားတယ်အဲ့တော့ဒီပွဲမှာဟိုကျွန်တော်ကတော့ဂျာမနီရဲ့အမှတ်လိုအပ်ချက်ရရော ။နောက်ပြီးလူစင်ဘက်ကလည်းအိမ်ဖြစ်တင်ပထမကြောကလည်း 4G နဲ့ရလက်နိုင်ထားတယ်။ကြည်လဲနိုင်ထားတဲ့အနေအထားမှာဒီနေ့လဲကျွန်တော်တို့၃ခုလောက်တော့ရောက်မယ်လို့တော့ကျွန်တော်ယူဆရဂျာမနီနဲ့၃ခုလောက်တွင်းနိုင်မယ်ယူဆတယ်။ဂျာမနီနောက်ဆုံး၃ပွဲဆက်နိုင်ထားကြောင်းရလက်ရကြည့်မယ်ဆိုတော့ဖောင်ကောင်းတယ်ပေါ့။ဒါပေမဲ့ကျွန်တော်ကြေးသမားတွေကြီးမယ်ဆိုရင်တော့၃ပွဲမှာသူနောက်ဆုံး၃ပွဲနိုင်ထားတယ်ဆိုပေမဲ့ကြီးအောင်လားတပွဲပဲရှိတယ်။တပွဲတည်ကြတယ်တပွဲကပြား90လောက်နစ်နာထားတယ်။အဲ့တော့ဂျာမနီကြီးတော်တော်လေး ဟိုမအောင်တာများနေပြီဗောနော်ရှေ့မှာလေးသုံးပွဲသက်ရှုံးတော့လည်းကြီးနေကြတယ်တေးကြတော့လည်းကြီးနေကြတယ်နိုင်တဲ့သုံးပွဲမှာလည်းတပွဲပဲကြီးအောင်နေဆိုတော့ဒီနေ့ဂျာမနီကြီးအောင်ချိန်တန်ပြီးတော့ဒီပွဲကဟိုထိုးလာနေနေအာရုံတော့ကြမယ်ဗျာဂျာမနီအမတ်လွဲချက်ရောက်ထိုးလာနေဂျာမနီကိုကြိုက်နိုင်တယ်ဒါပေမဲ့ခြေတန်းရကြတယ်နည်းနည်းနေဖို့လက်သွန့်နိုင်တယ်เนาะအဲ့လိုမျိုးလေးတစ်ချက်တော့ရှိတယ်ဒါပေမဲ့ဒီပွဲကအပေါ်ဆုံးကြီးတော့နည်းနည်းလေးလန့်ရတယ်ဗျအပေါ်ဆုံးတက်ဖို့တော့နည်းနည်းလေးခက်တယ် အဲမဲ့ body အပေါ်ဂိုးပေါင်းအောင်တွဲဆော့ပြန်တော့လေ4စီးတွင်းလာကျွန်တော်အကောက်ရှုံးနေပဲရင်ခံအဲကျွန်တော်ဒီပွဲကိုဂိုးပေါင်းလက်ဆောင်ကျင်နေဂိုးပေါင်းကိုအဲအောက်လည်းမပေးကျင်ဘူးအပေါ်လည်းမကြိုက်ဘူး body ကို Germany body ကျွန်တော်ကြိုက်တယ်မနေ့က Norway ပွဲကဂိုးပေါင်းအောင်သွားတယ်ခြေပြင်းတဲ့ပွဲကဂိုးပေါင်းအောင်သွားတယ် body ကြိုက်အော်ဒီနေ့မှပေးမယ်လို့ body ကိုပေးအောင်လုပ်လေဒါမဲ့ Germany တော့ဖြစ်နေတယ်အတင်းကြီးဖြစ်နေတော့နည်းနည်းလေးတော့ risk take တော့လောက်ရမယ်ပေါ့နော်ဒါမဲ့ကျွန်တော် Germany ပဲကြိုက်ပါ Germany 3C လောက်ကျွန်တော်မှန်းတယ် 3C 4C ပေါ့နော် မနေ့ကအသင်းကြီးတန်းမှာအင်္ဂလန်အောင်နေပြင်းတင်းအောင်နေပြီးတော့ဟိုကကြတယ်ပေါ်တူဂီကြတယ်အီတလီကြတယ်နော်အဝေးနှစ်တင်းကြတယ်အင်နှစ်တင်းအင်ဂွင်းနှစ်တင်းအောင်နေအော်ဒီနေ့မှာအဝေးကင်းအဝေးဝေးနှစ်တင်းဒီနယ်ဒါလန်နဲ့ဂျာမနီရှိတယ်ကျွန်တော်ကဂျာမနီပိုကြိုက်တယ်ကြီးလဲပြင်းထားတယ်ကြီးလဲပြင်းတယ်မက်ကလူရဲ့ချက်ကလည်းနယ်ဒါလန်နဲ့ဆိုင်ဂျာမနီကပိုပြီးတော့ဂိုဝါမက်ကလိုနေရပါဘောနော်အဲကြောင့်မလို့ကျွန်တော်ဂျာမနီလေးကိုကြိုက်ပါတယ်အဲ့တော့နောက်တစ်ပွဲကကျွန်တော်ပိုလန်နဲ့နယ်ဒါလန် 1 plus 50 2 plus 50နေလာလန်ပေးထား1 plus 50 2 plus 50ကျွန်တော်ဂူပေါင်းပေါ်2 1တပေါက်ရှိတယ်ဗောနော်အဲ့တော့ကျွန်တော်ဒီပွဲမှာ body ကိုလက်ချောင်းမယ်ဂူပေါ်ဂူပေါ်ပဲဒီပွဲကိုကျွန်တော်ဗမာအများကြီးပြောတဲ့တိမ်ဂူပေါ်နော်အဲနယ်သာလန်2-1နဲ့နိုင်မလားပိုလန်2-1နဲ့နိုင်မလားဒါပဲကြော်ကြနယ်သာလန်ပိုလန်လက်ရှိမှတ်မပေးသေးရအရာကတော့အဲပိုလန်ကနှစ်မှာเนาะနယ်သာလန်1မှာအဲ့တော့မှတ်ပြီးအရာတော့ပိုလန်အနေနဲ့တစ်ဖက်ကဖင်လန်တို့ရှုံးသွားတာလို့ချေချော်တာဆိုတော့တို့ကတော့အုပ်စုဒုတိယတော့တည်ကြသွားပြီပေါ့ဗျာเนาะအဲ့တော့ ပိုလန်ကအဲအဲ့ပွဲကကျွန်တော်တို့တတိထားပါလေဖင်လန်က၁၇နိုင်ခွဲကဖင်လန်ရက်ဇက်ကိုကြည့်ပြီးပိုလန်အရှော်အရှော်ရှားခင်းသွားမှလည်းကျွန်တော်ကြောက်ရတယ်ဗျာနော်အဲတကယ်လို့ဖင်လန်က ဒီ၁၇နှစ်ခွဲမှာမော်တော်ကိုပြည့်ချီပဲနိုင်လိုက်မယ်ဆိုပိုလန်ကလည်းနင်တာလန်ကိုတကယ်ကမ်းမရမှာတီရှာကမ်းမရအောင်ရှုံးလို့မရအောင်ကိုပြည့်ချီပဲရှုံးလို့မရအောင်เนาะအဲလိုမျိုးတော့ရှိတယ်အဲ့တပေါက်လေးကကျွန်တော်နည်းနည်းလေးသွင်းရတယ်အော်နင်တာလန်အိမ်ကွင်းတော့ကောင်းတယ်ဝေးကွင်းတော့ကျွန်တော်ရန်ကြီးဒါဝလိုက်ပဲတိတ်မဖြစ်ဘူးเนาะအော်ကျွန်တော်ဒီပွဲမှာတော့ပိုလန်ဘော်ဒီဆိုတော့ပိုလန်တော့ပိုကြိုက်တယ်ပိုလန်နဲ့ဂူပေါ်အဲကျွန်တော်တို့ဒီတွဲဆော့နေခြင်းနဲ့ဂူပေါ်တော့ပိုကြိုက်တယ်ဖော်မြူလာဝင်နေအောင်1 plus 50 2 plus 50ဒါဖော်မြူလာပဲဂူပေါ်เนาะ2 1တပေါက်လာတတ်တယ်အဲ့တော့ ဂူပေါင်းပေါ်တော့ပိုကြိုက်တယ်ဘော်ဒီမဖြစ်မနေဆိုတော့ကျွန်တော်ပိုလန်လေးပဲကြိုက်ပါနော်အနောက်ဆုံးတစ်ပွဲကတော့ဆိုလိုဘက်ကီးယားနဲ့မြောက်အန်ရလန် level 80ရှုံးဆိုလိုဘက်ကီးယားအင်္ဂလန်ပေးရနှလုံး5ပြားနိုင်ဂူပေါင်းကြီးပေးတာဒီပွဲကကျွန်တော်ပထမအကြော့မြောက်အန်လန်နဲ့ဆိုလိုဘက်ကီးယား2စီးပွဲတော့ကျွန်တော်မြောက်အန်လန်နဲ့9အောက်ရွေးတယ်ဘာကြောင့်ရွေးပေးခဲ့လဲဒါကျွန်တော်မှတ်မိတယ်ဘာကြောင့်လဲဆိုလိုဘက်ကီးယားဒီအင်္ဂလန်မှာဂျာမနီနိုင်ထားတဲ့အတင်းနော်မြောက်အန်လန်ကဂျာမနီရှုံးတာတဲ့တော့ အတင်းကြီးကိုနိုင်ထားတဲ့အတင်းနဲ့အတင်းကြီးကိုရှုံးလိုက်အတင်းတွေးလို့ရှိရင်အတင်းကြီးကိုရှုံးလိုက်အတင်းကပြန်နိုင်လေးရှိတယ်။အိမ်ကွင်းလည်းဖြစ်နေရဲ၊ကြီးလည်းပေးထားတယ် ဲ့တော့ကျွန်တော်မြောက်အိုင်လန်ဘော်ဒီအဲ့ကောင်ရဲတင်းနေပြီးခဲ့တယ်နိုင်ခဲ့တယ်တူးစည်းနေမနော်အဲ့တော့ဒီနေ့တော့ဆလိုဗကီးယားအင်ဝင်ဖြစ်သွားပြီမြောက်အိုင်လန်အနေနဲ့တော့ဒါနိုင်ဖို့တော့ရခိုင်လို့နေတယ်တေချာရင်တော့သူတို့ကပြား90လောက်ရမယ်ဆိုတဲ့အနေထားမှာတော့ chance တော့ကောင်းနေပါတော့တေဒီပေါက်ကြောက်ရတယ်ဒီပွဲကဘော်ဒီကနည်းနည်းလေးအန်တယ်များဒါပေမဲ့ဆလိုဗကီးယားအနေနဲ့နောက်ဆုံးပွဲစဉ်တွေသူတို့ဒီဂျာမနီကိုသွားကင်ရမယ်ဂျာမနီကိုနိုင်ဖို့ဆိုတာကလည်းရခိုင်လို့တော်တော်လေးအားနေတယ်အဲ့တော့ဒီနေ့မှာသူတို့မြောက်အိုင်လန်ကိုနိုင်ထားခဲ့မယ်လို့သူတို့အတွက်ကဒုတိယနေရာ တေးကြတယ်အဲတခု sorry တေးကြအောင်နဲ့ဒုတိယနေရာတေးကြတယ်ပေါ့နော်တေးကြယုံနဲ့ဒုတိယနေရာတေးကြလားဆိုရင်ခဏရယ်နော်အဲနည်းနည်းလေးတော့အန်ဒီအများကြီးပဲ good different သူနဲ့တင်အရင်ကွာဟမှုတိတ်မရှိဘူးပေါ့နော်၃ကိုနဲ့တကိုဆိုတော့အဲ့တော့မြောက်မြောက်အန်လန်နောက်ဆုံးပွဲစဉ်မှာကျွန်တော်လူစင်ဘက်ကိုအိမ်ကွင်းမှာထားတော့4-0လောက်တွင်းလိုက်မယ်ဆိုရင်ဆိုဘက်ကီးအနေနဲ့ တိုင်ပတ်သွားမှာအဲ့တော့ဒီနေ့မှာ तू ကနိုင်ထိုင်းရင်တော့ပို့ပြီးတော့ဒုတိယနေရာစိတ်ချရတယ်တေးကြမယ်ဆိုရင်တော့မြောက်အင်လန်တော့မြောက်အင်လန်နဲ့လူသင်ပတ်ရဲ့ရလက်ဘောမူတီရဲ့တူတီနဲ့ဂျာမနီကိုကိုပြက်ရှိပဲမရှုံးမှရမယ်အဲ့လိုပုံစံသွားမှာပေါ့နော်အဲ့တော့ကျွန်တော်ကဒီပွဲမှာဂိုးပေါင်းအောက်လီကိုတော့ပို့ပြီးတော့ကြိုက်တယ်ဂိုးပေါင်းဘာကြောင့်ကြိုက်တာလဲဆိုဆိုလိုပကီးယားရဲ့ဇယိုင်းလက္ခဏာရဲ့မြောက်အင်လန်အဝေးကွင်းကာနန်ဖောင်ရဲ့နော်အိမ်ကွင်းဆိုတော့မြောက်အင်လန်ဂိုးလင်းအားပိုကောင်းတယ် အဝေးကွင်းထဲမှာဂိုးတွင်းကအိမ်ကွင်းကပို့မိုက်တယ်ပေါ့နော်အိမ်ကွင်းမှာတော့တောက်လျှောက်ရှယ်ဖြုတ်နိုင်တယ်ပေါ့နော်အဲ့တော့ဒီပွဲမှာတော့ကျွန်တော်ကဒါဆလိုဘန်ကီးယားခန်းစစ်ကပိုကောင်းနေပေါ့နော်ခန်းစစ်ပိုကောင်းနေဆလိုဘန်ကီးယားတွေတကူတော့ရသွားခဲ့သည်ရှိတော့သူကခန်းစစ်ပဲကစားတော့မှာတိုက်စစ်အရင်ဖွင့်မှာမဟုတ်ဘူးဒီစီးစီးတကူမရတဲ့အချိန်ဒီပဲသူကတိုက်စစ်ဖွင့်ပြီးတော့ပဲဒါကစားမှာပေါ့နော်အဲ့တော့ဆလိုဘန်ကီးယားကလည်းပြီးတော့ တိုက်စစ်တဲ့ခံသစ်ကိုပဲဦးစားပေးကစားတတ်တဲ့အတင်တော့ဒီဘက်ကိုပေါင်းအောက်ကတော်တော်လေးကြိုက်နေတယ်ကျွန်တော်ကနော်အဲဒူးတီလည်းကြီးနေရကြည့်မယ်ဆိုရင်ဒူးတီလည်းဖြစ်ထားတယ်ပေါ့နော်ဒူးတီဆိုတာဒါကိုပေါင်းအောက်သွားမဲ့ကြီးတယ်အဲနောက်တစ်ခုကဒီနေ့ပွဲစဉ်ထဲမှာဆိုလည်းကိုပေါင်းကြီးအမှုဆုံးကြီးတယ်ဒါပေမဲ့တခုရှိတာကအဲ့လိုမျိုးကိုပေါင်းကြီးအမှုဆုံးပွဲလေးတွေကပေါ်သွားတဲ့ဒါဖလိုးတစ်ခုဇိုက်တစ်ခုတော့တွင်ဘူးတာပေါ့နော်ဒါပေမဲ့ကျွန်တော်ဒီဘက်မှာ ကိုမအောင်ပဲကြိုက်တယ်ဘော်ဒီကိုမဖြစ်မနေရွေးပေးပါဆိုတော့ဒါအိမ်ကွင်းမှာလည်းဖြစ်တယ်ပထမကျောဝင်းကွင်းမှာရှုံသားရက်လက်ကိုလည်းပြန်ခြေပကျင်တယ်ဆိုတော့ဆလိုဗကီးယား1-0ရက်ဆန်မျိုးနဲ့နိုင်သွားနိုင်ကြီးများတယ်လို့ယူဆတယ်အဲ့တော့ကျွန်တော်ဘော်ဒီမှာဆိုတော့ဆလိုဗကီးယားကိုပိုကြိုက်တယ်ပေါ့နော်အဲနောက်တစ်ပတ်ကလည်းသူတို့ကဒီဟိုနဲ့ဂျာမနီကိုဝင်းကွင်းဆိုတော့သူတို့ကခက်ခဲမှလေနော်အဲ့တော့ကျွန်တော်ဆလိုဗကီးယားနဲ့ကိုောက်အဲတီတော့ယူဆော့ပေါ့နော်ကျွန်တော်ဒီ 1h နဲ့ under 2.5လောက်အဲလိုမျိုးလေးတွဲဆော့မယ်ဆိုတော့ပိုကောင်းတာပါနော်ဒီကွဲရ ဲ့တော့ဒီဘွဲမှာတော့ဆလိုဗကီးယားနဲ့9အောက်လေးပဲတွဲပေးကြပါတယ်။အော်ဒီနေ့တော့6ပွဲပါကြောမလဖန်ကစနေနေ့ကတော့နည်းနည်းပြန်များမယ်ထင်တယ်။6ခွဲပွဲကြီးလည်းပါမယ်ထင်တယ်နော်။အော်ဒီနေ့တော့ဒီလောက်ပါပဲနော်။အဲမလဖန်ကျွန်တော်တို့စနေနေ့စနေနေ့ကို6ခွဲပွဲပါကြောဗီဒီယိုနည်းနည်းဆော့ပြပါနော်။ဆော့ဆော့လေးတင်ပေးမယ်။ဒီနေ့ကတော့ကျွန်တော်နည်းနည်းနောက်ကြပါတယ်။နောက်ကြနေ့လည်းကျွန်တော်နည်းနည်းအဲလုံးစရာလေးပိုင်ညာရှိရတဲ့ဗီဒီယိုရိုက်ဖို့အချိန်မရဘူးပေါ့နော်အာ United ပွဲတွေးလိုက်တော့ကျွန်တော် United ပွဲကြီးကိုတွားပြီးတော့ဒါ ตัวต้วยเนี่ยบ่เนาะตัวต้วยอยู่จะเอ่อ Final Free Channel มาจะปุ๊บไปชาเลยบ่เนาะเอ่อအဲအခုတော့တပွဲတော့စနေပြီတပွဲတော့စနေအဲ့တပွဲရ3ခုတော့ရောက်နေနေတော့အန်ဒီများတယ်နော်အန်နာသူရောက်ခိုက်ပေးထားတာအဲ့ပွဲကိုအဲမိနစ်ကတော့ဟောလောက်လိုသေးတယ်20ကျော်လောက်လိုသေးတယ်နေနေ risk တော့များနေပြီနော်ဒီတိုင်းပြီးမှပဲရဒီတိုင်းမပြီးတော့အဲ့မောင်းကတိုင်ပတ်ပါအောင်ပါနော်အဲ့တော့ကျော်ခဏနေပြန်တွေ့ကြပါမယ်နော်ကျော်ခဏနေ7နိုင်ကျော်လောက်ပေါ့7နိုင်ကျော်လောက်ကျော်မမမမပွဲပုံမယ်ပြီးလို့ရှင် feel ပို့မယ် အဲပြီးလို့ရှိရင်မောင်းနေလာမယ်ပေါ့နော်အဖီ channel မှာ join တဲ့ညီဝင်ရှိရင်လည်းဒါကျွန်တော်ဒီ comment မှာ video description မှာကျွန်တော် link လေးချပေးထားပါတယ်အဲဒါနဲ့ဆင် join ပြီးတော့ဒါဆောင်မျှော်လို့ရပါတယ်နော်ကဲအဲ့တော့အားလုံးဆုံးကြည့်ကြည့်ပြကြတဲ့ကျေးဇူးအများကြီးတင်ပါတယ်အားလုံးမင်္ဂလာရှိတော့ညချမ်းလေးဖြစ်ကြပါစေအားလုံး good night ပါအားလုံး good luck ပါခင်ဗျာ